နေပြည်တော်တက်ကုန်းမြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်တောင်ကျရေတွေကျဆင်းလာပြီးရေကြီးရေရှမ်းမှုတွေစတင်ဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ အော်တိုဘာလာ9ရက်နေ့ညပိုင်းကစတင်လို့ညလုံးပေါက်မိုးသက်ထန်စွာရွာသွန်းတဲ့အတွက်တောင်ကျရေတွေကျဆင်းလာပြီးတက်ကုန်းမြို့နယ်တွေကနှဝင်းချောင်းရေပါမြင့်တက်လာတဲ့အတွက်အနော်ရထားရက်ကွက်နေမြေ73ရင်းမပင်ဖုံးတော်ကြီးကျောင်းနဲ့အနေပိုင်းရက်ကွက်ကလူနေအိမ်တွေအပြင်ကျေးရွာတချို့တွေကိုရေတွေစတင်ဝင်ရောက်လာကရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတယ်လို့တက်ကုန်းမြို့ကန်တယောက်ကပြောပါတယ်။ လက်ရှိရေကြီးရန်နာတွေဖြစ်နေတဲ့မြင်းနေပိုင်းနဲ့နဝင်းချောင်းပေးဒေသခံတွေဟာရေပေးလွတ်တဲ့တက်ကုန်းမြို့ပေါ်ကဖုံးတော်ကြီးเจ้าမှာယာယီပြောင်းရွှေ့နေထိုင်နေကြပြီးမိုးဆက်ရွာနေရင်အကုံရေမြို့ကုံမှာဖြစ်တာကြောင့်အခုလိုတိမ်းရှောင်နေတာအကောင်းဆုံးဖြစ်တယ်လို့ကုညီကယ်ဇေယီဆောင်ရွက်ပေးနေသူတို့ကပြောပါတယ်။ နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရအော်တိုဘားလ10ရက်နေ့နေ့လယ်ပိုင်းအထိနေပြည်တော်တက်ကုန်းမြို့နယ်တွေကအထက်ပိုင်းဒေသတွေမှာမိုးဆက်လက်ရွာသွန်းမှုရှိနေတဲ့အတွက်တောင်ကြားရေထပ်တိုးလာပွဲရှိတယ်လို့ကုညီကယ်ဇေယျအဖွဲ့ရစီကနေတစ်ဆက်သိရပါပါတယ်ရှင်။